ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာလေပြင်းနဲ့ရွက်ဝန် low pressure area ဆက်ရှိနေပြီးတနင်္သာရီတိုင်းမှာမိုးတိမ်တောင်တွေဖြစ်ထွန်းနေပြီးမိုးတက်လေပြင်းတွေတိုက်ခတ်နိုင်တယ်လို့မိုးဇလဌာနကထုတ်ပြန်ထားပါတယ်။ဧပြီလ8ရက်မွန်တဲ12နာရီထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရွက်ဝန်ဟာဆက်လက်တည်ရှိနေပြီးတော့မြောက်ရွံ့ရွံ့ကိုရွေလျားပြီးဧပြီလ10ရက်မှာဘင်္ဂလားပင်လယ်ော်အနောက်အလယ်ပိုင်းကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားပါတယ်။ မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ဘင်္ဂလားပင်လယ်ော်တောင်ပိုင်းမှာဖြစ်ပေါ်တဲ့လေပြားနဲ့ရက်ဝန်းလက်တလောအမီ92 92B ဟာအိန္ဒိယနိုင်ငံချနိုင်းမြို့အရှိတ်345မိုင်ခန့်မြန်မာနိုင်ငံစစ်တွေမြို့ရဲ့အနောက်တောင်ဘက်မိုင်680ခန့်နဲ့အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်ကိုကတားမြို့တောင်ကိုကတားမြို့တောင်အနောက်ဘက်မိုင်650ခန့်အကွာကိုဗဟိုပြုနေပြီး မြောက်ဖက်ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းကိုဆက်လက်ရွေ့လျားနေတယ်လို့ခန့်မှန်းထုတ်ပြန်ထားပါတယ်။လေပြင်းနဲ့ရေဝန်အရှိန်ကြောင်းဧပြီလ9ရက်ကစပြီး14ရက်15ရက်အတွင်းရခိုင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းမန္တလေးတိုင်းစကိုင်းတိုင်းနေပြီးတော့ရှမ်းပြည်နယ်မွန်ပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်စတဲ့ဒေသတွေမှာနေရာစိတ်စိတ်နဲ့နေရာကွက်ကြားမိုးအထင်းတွေကနေမိုးများနိုင်တယ်လို့ခန့်မှန်းထားပါတယ်ရှင်။